ူးမပွဲတန်ရှင်းတဲ့ဓမ္မစီဝေခြင်းနေ့လယ်ဝေပြုခြင်းရောက်လာခဲ့ပါပြီ။ဒီနေ့ပွဲတော်ကတဆင့်အဖေနဲ့အမေရဲ့ပေးဆက်မှုနဲ့လဝါကတ်တိုင်ဘုံကချစ်ချင်းမြတ်တာကိုတခါထပ်ပြီးစိတ်နှလုံးမှာနက်နက်ဆိုင်ဆိုင်ထူထွင်းပြီးကျွန်တော်တို့ရဲ့အပြစ်တွေကိုနက်နက်နဲနဲစင်ကျင်သုံးသက်ကနောင်တရရင်ခရစ်တော်ရဲ့ဆင်းရဲဒုက္ခမှာကျွန်တော်တို့အားလုံးလည်းအတူပါဝင်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့အဖေနဲ့အမေရဲ့ပေးဆက်ခြင်းလမ်းကိုလိုက်ရှောက်နိုင်တဲ့သူတွေအားလုံးဖြစ်တင်ပါတယ် 희생의길을또따를수있는우리모두가되셔야되겠습니다.디니라빠도나올래야제소래강신의아수마부의내례위규쟁뒤에부야타킨의녹갑밧도고릴라자마ဖြစ်ပါတယ်.살펴보도록하겠습니다.히샤야아나가티자칸지93고아두두푼지자야어.မနက်ပိုင်းတုန်းကခရစ်တော်ဟာကားစင်ပြင်းခြင်းမခံခင်အထိကြုံတွေ့ခဲ့ရတဲ့အရာအလုံးကိုကျွန်တော်တို့သုံးသပ်ခဲ့ကြပါတယ်။ ဒီလိုယာရီဟာဘဲကနေလာခဲ့တာပါလဲဆိုတဲ့မိကိုနဲ့ပတ်သက်ပြီးပရောဖက်ဟေရှာယဟာလွန်ခဲ့တဲ့နှစ်ပေါင်း2900ခကတည်းကအားလုံးရှင်းပြထားခဲ့ပါတယ်ဟေရှာယအနာဂတိကျမ်းအခန်းကြီး53အခန်းငယ်တကူကြည့်ကြရအောင်အခန်းကြီး53အခန်းငယ်တက်ငါတို့ဟောပြောသောသတင်းစကားကိုအဘယ်သူယုံသနည်း ထာဝရဘုရား၏လက်တော်သည်ဘယ်သူအားထင်ရှားတော်မူသနည်းထာဝရဘုရား၏ကျွန်သည်အညွန့်ကဲ့သို့၎င်းတွေးချောက်သောမြေ၌ပေါက်သောအတက်ကဲ့သို့၎င်းရှိတော်၌ကြီးပွား၏ပမာဏပြုစရာအစင်းတင့်တယ်ခြင်းမရှိချစ်လိုပွဲသောမျက်နှာလက္ခဏာနှင့်မပြည့်စုံမတိမဲ့မြင်ပြုခြင်းကိုခံ၍လူတို့တွင်အယုံဆုံးသောသူဖြစ်၏ညဉ့်ညင်သောသူနာကြီးခြင်းဝေဒနာနှင့်ကြွမ်းဝင်သောသူဖြစ်၏ သူတစ်ပါးမျက်နှာလွှဲခြင်းကိုခံရသောသူကဲ့သို့ဖြစ်၏မထီမဲ့မြင်ပြုခြင်းကိုခံလျက်ရှိ၍ငါတို့သည်မယုံသေးကြတိုးတော်လဲထိုသူသည်ငါတို့အနာရောဂါဝေဒနာများကိုယူတင်ဆောင်ရွက်လေ၏တန်ခတ်တော်မူခြင်းကို၎င်းဖျားသခင်ဆုံးမ၍နှိမ်ချတော်မူခြင်းကို၎င်းခံရသောသူဖြစ်သည်ဟုငါတို့သည်ထင်ပတ်ကြပြီး ထိုသူသည်မတို့လုံကျူးခြင်းဖြစ်များကြောင့်နာကျင်စွာထိုးခြင်းနှိမ့်ဆက်ခြင်းကိုခံရလေ၏ငါတို့၏ညီသက်ချင်းချမ်းသာကိုဖြစ်စေသောဆုံးမခြင်းသည် သူ့ပေါ်သို့ရောက်၍သူခံရသောဒဏ်ချက်အဖြစ်ငါတို့သည်အနာပြောက်လျက်ရှိကြ၏ငါတို့ရှိသည်မသည်တိုးကဲ့သို့လမ်းလွဲလျက်ကိုလန်းသို့အသီးသီးလိုက်သွားကြသည်ဖြစ်၍ထာဝရဘုရားသည်ခတ်သိမ်းသောငါတို့၏အပြစ်များကိုသူ့ပေါ်၌တင်တော်မူ၏ထိုသူသည်ညှင်းဆဲခြင်းနှင့်နှိမ့်ချခြင်းကိုခံ၍နှုတ်ကိုမဖွင့်ပေနေ၏ အတိတ်ချင်းကစောင်းသွားသောဒူးတငယ်ကဲ့သို့ သူ့ကိုစောင်းသွား၍ဒူးဒီအမွေးညက်သောသူရှိမှမမြည်ပဲနေတကဲ့သို့ဒူးဒီနှုတ်ကိုမဖွင့်မဲနေ၏မတရားစွာစီရင်ခြင်းအဖြစ် သူ့ကိုထုတ်သွားကြ၏အသက်ရှင်သောသူတို့၏နေရာမှသူ့ကိုတုတ်တင်ပဲရှင်းသည်ဖြစ်၍သူ၏အမျိုးနွယ်ကိုအဘယ်သူပြညွန်မီနီး၌လူမျိုးဖြစ်သောဒဏ်ခတ်တော်မူခြင်းကိုခံလေ၏ ပြမချင်းကိုမပြူသူဤနှုတ်၌မူသားမရှိတော်လဲလူဆိုးတို့နှင့်အတူမြေမြုပ်ခြင်းသာစီရင်ကြ၏တို့ရတွင်တေပြီးမှတထေး၌ရှိ၏သာဝရဖရာသည်သူကိုနှိမ့်ဆက်ခြင်းကအလိုတော်ရှိ၍နာစေတော်မူ၏သူသည်အဖြစ်ပြသောယေကိုပူဇော်ပြီးမှအမျိုးနွယ်တော်ကိုမြင်ရလိမ့်မည်အသက်တော်လည်းရှိလိမ့်မည် ထာဝရဖရာ၏အကြံတော်သည်လည်းသူ၏လက်၌ပြည့်စုံခြင်းသို့ရောက်လိမ့်မည်မိမိစိတ်ဝိညာဉ်ခံရသောဝေဒနာ၏အကျိုးကိုမိမိမြင်၍အားရလိမ့်မည်ထိုဖြောက်မှတ်သောငါဤကြုံကိုတည်ကျွမ်းခြင်းအဖြစ်သူသည်အများသော သူတို့ကိုဖြောက်မှတ်ရ၌တည်စေလိမ့်မည်သူတို့၏အဖြစ်ကိုကိုယ်တိုင်ဆောင်ရွက်ရ၏ထိုတို့မိမိအတက်ကိုတည်ခြင်းနှင့်တုံး၍မတရားသောသူတို့နှင့်ရေတွက်ဝင်ခြင်းတို့ရောက်သဖြင့် လူများတို့၏အဖြစ်ကို ဆောင်ရွက်၍မတရားသောသူတို့ကိုတောင်းပန်သောကြောင့်လူကြီးတို့ကိုသူ၏အဖို့ဖြစ်စေခြင်းကငါခွဲမည်။အစွမ်းတတိရှိသော သူတို့ကို သူ၏လက်ရောက်စာကဲ့သို့ကိုယ်တိုင်ဝေဖန်ရသောခွင့်ရှိလိမ့်မည်။ဟေရှာယအနာဂတိကျမ်းအခန်းကြီး53မှာဘာကြောင့်ခရစ်တော်ဟာလက်ဝါးကတ်တိုင်မှာအယိုက်ခံခဲ့ရတဲ့အကြောင်းရင်းကိုအသေးစိတ်ရှင်းပြထားပါတယ်။ 자세하게설명을하고있습니다.디니하크리토라와카타이보마아티간도무레니ဖြစ်ပါတယ်။အစုမပွဲကိုကျင်းပတဲ့အခါအရာအလုံးထက်ခရစ်တော်လဝါကတိုင်ပေါ်မှာအတိကံတော်မူခြင်းနဲ့အဲ့ဒီဆင်းရဲဒုက္ခကိုအမှတ်ရပြီးစင်ကျင်သုံးသက်တဲ့အချိန်ဖြစ်ပါတယ်။ခရစ်တော်လဝါကတိုင်မှာအတိကံတော်မူလေဖြစ်စဉ်နဲ့ပတ်သက်ပြီးထိုသူသည်ငါတို့လုံကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်းနှိမ့်ဆက်ခြင်းကိုခံရလေ၏ငါတို့၏ညီသက်ချင်းချမ်းသာကိုဖြစ်စေသောဆုံးမခြင်းသည်သူ့ပေါ်သို့ရောက်၍သူခံရသောဒဏ်ချက်အားဖြင့်ငါတို့သည်အနာပြောက်လျက်ရှိကြ၏ဆိုပြီးလွန်ခဲ့တဲ့နှစ်ပေါင်း2900ကပရောဖက်ဟေရှာယကတစ်ဆင့်မှတ်တမ်းတင်ထားခဲ့ပါသည် ယေရှုခရစ်တော်ဒီမြေကြီးကိုကြွလာတော်မူမူမီနှစ်ပေါင်း900အလိုကလေးကဖျားသခင်ဟာပရောဖက်ကတဆင့်အကြောင်းရင်းကိုကျွန်တော်တို့စီအတိပေးခဲ့ပြီးဒီဂျူတင်ဟောစကားတွေကတဆင့်နှိုးဆော်ပေးလျက်ရှိပါတယ်။ပြီးတော့ခတ်သိမ်းသောငါတို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူ၏ဆိုပြီးအတိပေးနေပါတယ်။ဧရှာယအနာဂတိကျမ်းအခန်းကြီး53ထဲကနှုတ်ကပတ်ကိုကြည့်တဲ့အခါတိုင်း အမှန်တကယ်ပဲငါတို့ရဲ့အဖြစ်ငါတို့ခံယူရမယ့်အဖြစ်တန်ဟာဘလောက်ကြီးမားတာပါလဲဆိုပြီးပြန်လည်စဉ်းစားမိပါတယ်ကျွန်တော်တို့လွန်ကျူးခြင်းအဖြစ်တွေကြောင့်နာကျင်စွာထိုးခြင်းနှိပ်စက်ခြင်းကိုခံခဲ့ရပြီးတယောက်တည်းအထီးကျန်စွာကျွန်တော်တို့ရဲ့အဖြစ်တွေကိုယူတင်ဆောင်ရွက်ခဲ့ပါတယ်ညင်စေခြင်းနဲ့နှိမ့်ချခြင်းကိုခံရတဲ့အခါမှာလဲနှုတ်ကိုမဖွင့်ဘဲတိတ်တဆိတ်အဲ့ဒီလမ်းကိုရှောက်လန်းတော်မူခဲ့ပြီး ။ဖန်ဆင်းခံတွေစီကလောင်ပြောင်ခြင်းနဲ့ကဲ့ရဲ့ခြင်းကိုခံခဲ့ရတဲ့ဘုရင်တို့ရဲ့ဘုရင်၊သခင်တို့ရဲ့သခင်ကျွန်တော်တို့ကောင်းကင်ဖေး။အဲ့ဒီဘဝကိုကျွန်တော်တို့ဟာအမြဲတမ်းစိတ်နှလုံးထဲမှာနက်နက်နဲနဲထူးထွင်းပြီးလေးစားသင့်တယ်လို့ယုံကြည်ပါတယ်။ဒါကြောင့်ဒီနေ့ခရစ်တော်လဝါကတ်တိုင်ပုံမှာ အတိခံတော်မူခဲ့တဲ့ဒီနေ့ကိုကျွန်တော်တို့အားလုံးတစ်ခါပြန်စဉ်းစားပြီးအတိတ်ကာလကအဖြစ်တွေနဲ့အမှားတွေကိုနောက်တရနိုင်တဲ့သမိုင်းဟာကျွန်တော်တို့ထဲမှာတေချာပေါက်ဖြစ်ပေါ်လာရမှာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်2000ကယေရှုခရစ်တော်ဒီမြေကြီးကိုကြွလာပြီးအများဆုံးတင် जा ပေးခဲ့တဲ့အပိုင်းကတော့နောက်လည်းရကြလို့ကောင်းကင်နိုင်ငံတော်သည်တည်လူနီးပြီး회개하라천국이가까이왔다 နောက်တရချင်းနဲ့ပတ်သက်ပြီးအများကြီးတောင်းဆိုခဲ့တာကိုတွေ့နိုင်ပါတယ်။ကောင်းကင်နိုင်ငံနီးကပ်လာတဲ့အချိန်မှာကျွန်တော်တို့ဟာအဆုမပွဲကိုစောင့်နေကြပါတယ်။ခရစ်တော်လဝါကတ်တိုင်းမှာအတိခံတော်မူခဲ့တဲ့ဒီနေ့ကိုစိတ်နှလုံးထဲကနေတစ်ခါပြန်သုံးသပ်ပြီးနောက်ရချင်းနဲ့မှာနီးကပ်လာတဲ့ကောင်းကင်ကိုကြိုးဆိုနိုင်တဲ့ကျွန်တော်တို့ဖြစ်ကြရပါမယ်။ ဒါဆိုရင်နောင်တရချင်းဆိုတဲ့အရာဟာဘလို့လုတ်တဲ့အခါမှာစစ်မှန်တဲ့နောင်တရချင်းကိုအောင်မြင်နိုင်တာပါလေ။နောင်တရချင်းဆိုတာမိမိရဲ့အပြစ်နဲ့ဒုစရိုက်ကိုခံစားရုံပဲမဟုတ်ပဲနောက်ထပ်အဲ့ဒီအပြစ်ကိုမကျူးလွန်တော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်နဲ့ပြောင်းလဲတဲ့ဘဝကိုနေထိုင်တာဖြစ်တယ်လို့အသိပေးထားပါလေ။ ဒါဆိုရင်အောက်ပါဖြစ်ရတုံးကူကတဆင့်ဘသူကနောင်လျာချင်းဘဝကိုအမှန်တကယ်နေထိုင်ခဲ့တယ်လဲဆိုတာကိုစင်ကျင်ကြည့်ပြီးဒီနေ့နောင်လျာချင်းရဲ့ဘဝကိုဒီလိုနေထိုင်ရမယ်ဆိုတဲ့ညံလင်းကိုရယူကြပါစို့။ဆန်နီဆိုတဲ့ကလေးတစ်ယောက်ရှိပါတယ်။ဆန်နီဟာတခြားသူတွေစီက ခိုးယူတာဟာမှားယွင်းတယ်လို့ယုံကြည်ထားပါတယ်။မော်လီဆိုတဲ့ကလေးတစ်ယောက်ရှိပါတယ်။ မော်လီဟာတခြားသူတွေစီကခိုးယူခြင်းဟာမှားယွင်းတယ်လို့ခံစားပြီး ကောင်းတဲ့အချက်တွေအဖြစ်အရင်ကသူကျူးလွန်ခဲ့တဲ့အဖြစ်အလုံးကိုဖြေရှင်းဖို့ကြိုးစားခဲ့ပါတယ်ဂျိမ်းဆိုတဲ့ကလေးတယောက်ရှိပါတယ်ဂျိမ်းဟာ ခိုးယူခြင်းဟာမှားယွင်းတယ်လို့ယုံကြည်ပြီးအဲ့ဒါကိုဘယ်တော့မှထပ်မလုပ်ဖို့ကတိပြုခဲ့ပြီးတခြားခိုးယူသူတွေကိုလည်းနောက်တရအောင်ကြိုးစားခဲ့ပါတယ် ဒီ၃ယောက်ထဲမှာဘသူကအမှန်တကယ်နောင်တရတဲ့ဘဝကိုနေထိုင်တယ်လို့သတ်မှတ်နိုင်ပါသလဲ။နောင်တရတဲ့အတိုင်းတာကကွဲပြားနိုင်ပေမဲ့ဖျားသခင်အလိုရှိတော်မူတဲ့စစ်မှန်တဲ့နောင်တရခြင်းကိုဂျင်းရဲ့တတိယဖြစ်စဉ်မှာတွေ့နိုင်ပါတယ်။ကိုယ့်ရဲ့အပြစ်နဲ့ပတ်သက်ပြီးအပြစ်ရှိတယ်လို့ခံစားပြီးနောက်ထပ်အဲ့ဒီအပြစ်ထဲမှာမပါဝင်တော့ဘူးလို့ပြောပြီးအဲ့ဒီလိုအရာကိုကျူးလွန်နေတဲ့တခြားသူတွေကိုပါနောင်တရစေဖို့ကြိုးစားတယ်လို့ ဒါကြောင့်ယေရှုခရစ်တော်ဒီမြေကြီးကိုကြွလာပြီးပထမဆုံးပြသခဲ့တဲ့အရာကတော့ရှင်မာကုခရစ်ဝင်အခန်းကြီးတမနနက်စောစောကလေးကငါသည်မိဆက်သောမျိုးရွာတို့၌တရားဟောခြင်းကတွားကြကုန်အံ့ထို့သောအလို့ငါငါကြွလာပြီလို့မိတ်တော်မူခဲ့ပါတယ်ရှင်မာကုခရစ်ဝင်အခန်းကြီးတကူအားလုံးအတူဖွင့်ကြရအောင် ရှင်မာကုခရစ်ဝင်အခန်းကြီးအခန်းငယ်35ဖြစ်ပါတယ် နနက်အချိန်မိုးမလင်းမီ ကိုတော်သည်ထပြီးလျင်တောရက်သို့ထွက်ကြွ၍ဆူတောင်းတော်မူ၏ရှီမုံနှင့်သူ၏အပေါင်းအဖော်တို့သည် လိုက်၍ရှာကြသောကိုတော်ကိုတွေ့လျင် လူအပေါင်းတို့သည် ကိုတော်ကိုရှာကြပါသည်ဟုပြောဆို၏ကိုတော်ကလည်းငါသည်နီးစပ်သောမြို့ရွာတို့၌တရားဟောခြင်းကတွားကြကုန်အံ့ထို့သောအလို့ငါငါကြွလာပြီဟုမိန့်တော်မူ၍ရှင်လူကခရစ်ဝင်ခန်းကြီး၁၉ အခန်းငယ်30မှာပျောက်တော်သူတို့ကိုရှာ၍ကယ်တင်အံ့သောငါကြွလာတဲ့လို့မိတ်တော်မူပြီးရှင်မာကုခရစ်ဝင်မှာတော့တရားဟောခြင်းကကြွလာပြီလို့မိတ်တော်မူခဲ့ပါတယ်။ဒါဆိုရင်တခြားသူတွေကိုကယ်တင်ဖို့အတွက်အရေးကြီးဆုံးနဲ့အကြီးမြတ်ဆုံးအလုပ်ကဘာဖြစ်တယ်ဆိုတဲ့အဖြေကိုကျွန်တော်တို့ရှာတွေ့နိုင်တယ်မဟုတ်ပါလား။တရားဟောခြင်းဖြစ်ပါတယ်။ရှင်လူကာခရစ်ဝင်အခန်းကြီး16ကိုဖွင့်ကြည့်ကြရအောင်။ရှင်လူကာခရစ်ဝင်အခန်းကြီး16 ရှင်လူကာခရစ်ဝင်အခန်းကြီး16အခန်းငယ်10ကိုကြည်ရင်လူသားသည်တောက်တော်သူတို့ကိုရှာ၍ကဲတင်အံ့သောငါကြွလာတည်းဒီနေရာမှာလူသားဟာယေရှုခရစ်ကိုယဉ်ညွတ်နေမဟုတ်ပါလားယေရှုခရစ်ဒီမြေကြီးကိုကြွလာတဲ့အကြောင်းရင်းနဲ့ရည်ရွယ်ချက်ဟာတောက်တဲ့သူတွေကိုရှာပြီးဘလို့လုပ်ဖို့ပါလဲကဲတင်ဖို့လို့မိန့်တော်မူခဲ့ပါတယ် ဒါဆိုရင်စစ်မှန်တဲ့နောင်တရချင်းရဲ့ပုံစံမှန်ဟာဘသူကနောင်တရတယ်နောင်တမရဘူးဆိုတဲ့စစ်မှန်တဲ့နောင်တရချင်းရဲ့တည်တည်ဟာဘာပါလဲအကြီးရှိတဲ့တခြားဝိညာဉ်တွေကိုကတင်ချင်းလန်းစီခေါ်ဆောင်ပြီးလမ်းညွှန်ပေးတဲ့အတ္တတာကိုဖျားသခင်ဟာစစ်မှန်တဲ့နောင်တရချင်းရဲ့တည်တည်ဖြစ်တယ်လို့မြင်တော်မူပါတယ်ရှင်လူကာခရစ်ဝင်အခန်းကြီး15ကိုဖွင့်ကြည့်ကြရအောင်ရှင်လူကာခရစ်ဝင်အခန်းကြီး၁၅ ရှင်လူကာခရစ်ဝင်အခန်းကြီး15အခန်းငယ်10ကိုကြည်ကြရအောင်။ထိုနည်းတူငါဆိုသည်ကားဖျားသခင်ဤကောင်းကင်တမန်တို့သည် နောင်တရသော လူဆိုးတယောက်၌ဝမ်းမြောက်ခြင်းရှိကြသည်ဟုမိတော်မူ၏။အခန်းငယ်9ကိုကြည်ကြရအောင်။အခန်းငယ်9ကိုကြည်ရင်ထိုနည်းတူဖြောင့်မတ်၍နောင်တရเสียအကြောင်းမရှိသောသူ99ယောက်တို့၌ကောင်းကင်သားတို့သည်ဝမ်းမြောက်ခြင်းရှိသည်ထက် 脑袋也多，露出来的脑袋大于碗苗前西家的户，我所以，地龙庙偏亚的天是嘛？脑袋也尖也是埋在的地下，地下火尖皮的多，偏亚的天哈。人来说说个那个地下火的崩的底谷，比较别。脑松钢筋偏的底也真嘛嘞？ ရှမာရီပြည်နဲ့မြေကြီးဆုံးတိုင်အောင်ငါဤတသက်ဖြစ်ကြလို့လို့မိတ်တော်မူခဲ့ပြီးဝိညာဉ်များစွာကိုအဲ့ဒီအဖြစ်ကနေလွတ်မြောက်နိုင်အောင်အဖြစ်ကနေနောက်တရနိုင်အောင်တင်းတို့ဟာစူးစမ်းအားထုတ်ကြလို့ဆိုတဲ့အကြံပြုချက်ကိုပေးခဲ့ပါလေ။ငါဒီလဲကက်ကဘာကုံတဲ့တိုင်အောင်တင်းတို့နဲ့အတူအစင်မပြတ်ရှိသည်ဆိုတဲ့ဂရိတော်ကိုလည်းခြံထားခဲ့ပါဗျာ။ 什么贷款还看见那三十，看见三十也，哪个不顾了？这家也昂。什么贷款还看见那三十，看见色十，看见那三十，看见色十个字眼。耶稣的恩典把都牵到无比的恩，刚劲包耐了高，面积包来了高，时间搬到困着过时的面都过，我看也比。 ။တင်းတို့သွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေလျက်ခမဲတော်သားတော်တန်ရှင်းသောဝိညာဉ်တော်၏နာမ၌ပဋိဇံကိုပေးကြလော့။ငါသည်တင်းတို့အားပေးသမျှသောပညတ်တော်တို့ကိုစောက်ရှောက်စေခြင်းကစုံမောဝါဒပေးကြလော့။ငါသည်လည်းကက်ကဘာကုံတဲ့တိုင်အောင်တင်းတို့နှင့်အတူအစဉ်မပြတ်ရှိသည်ဟုတပည့်တော်တို့အားမိန့်တော်မူ၏။တဟာယေရှုခရစ်တော်ဒီမြေကြီးပေါ်မှာနောက်ဆုံးခြံထားခဲ့တဲ့စကားဖြစ်ပါတယ်။ တနည်းအားဖြင့်ဒါဟာအလှပဆုံးနောက်လျခြင်းကိုအောင်မြင်လို့ဆိုတဲ့တောင်းဆိုချက်ဖြစ်ပါတယ်။ဆောဆောကဆန်နီမော်လီနဲ့ဂျိမ်းဆိုတဲ့လူ၃ယောက်ရဲ့အကြောင်းကိုကျွန်တော်တို့သုံးသပ်ခဲ့ကြပါတယ်။သူတို့၃ယောက်ဟာအတိတ်ကသူများဥစ္စာကိုတစ်ကြိမ်ဖြစ်ဖြစ်ခိုးယူခဲ့ပူတဲ့ចောင်းသားတွေဖြစ်ပါတယ်။ဒါပေမဲ့သူတို့၃ယောက်မှာခြားနားတဲ့အတွေ့အကြုံတွေရှိခဲ့ကြပါတယ်။ ဆန်နီဟာတခြားသူတွေစီကနေခိုးယူတာဟာမကောင်းဘူးဆိုတော့အခြေခံခန်းစားချက်နဲ့နောက်တရခဲ့ပြီးမော်လီဟာလည်းသူများစီက ခိုးယူတာဟာမကောင်းဘူးလို့ခန်းစားခဲ့ရပါတယ်ပြီးတော့အဲ့ဒါကိုမပြင်ဘဲနဲ့တခြားအချင်းကောင်းတွေနဲ့အတိတ်ကအဖြစ်တွေကိုပြုပြင်မယ်ဆိုတဲ့အတွေးမျိုးပဲရှိခဲ့ပါတယ် ဂျိန်းဟာသူများဥစ္စာကိုခိုးယူတာဟာမကောင်းဘူးလို့ခံစားခဲ့ရပြီး နောက်ထပ်ခိုးယူခြင်းကိုမလုပ်တော့တဲ့အပြင်ခိုးတက်တဲ့သူတွေကိုနောက်တရအောင်ခေါ်ဆောင်တဲ့အလုပ်ကိုလည်းလုပ်ဆောင်ခဲ့ပါတယ်။ဒါဆိုရင်ဒီ၃ယောက်ထဲမှာဘယ်သူကစစ်မှန်တဲ့နောက်တကူရခဲ့တယ်ဆိုတဲ့သက်သေရှိတဲ့သူလဲဆိုရင်ကျန်းစာရဲ့တင်ကြားမှုအရတတိယမြောက်ဂျိန်းဖြစ်တယ်လို့မြင်နိုင်ပါတယ် ကျွန်တော်တို့လည်းဖျားသခင်ရှိမှစစ်မှန်တဲ့နောင်တရခြင်းရဲ့တသက်ကိုအမြဲတူဆောင်ထားရမှာဖြစ်ပါတယ်။နောင်တရခြင်းရဲ့တသက်ဟာအနှင်းထားတဲ့ပြိညာတရားသစ်အမှန်တရားလမ်းကို ရှမာရိပြည်နဲ့မြေကြီးဆုံးအထိအပြည့်အဝဟောပြောခြင်းမဟုတ်ပါလား။ဒါကြောင့်ဒီအရာကိုပဲတတလောနှိပ်ဩဝါဒစာပထမဆုံးအခန်းကြီးနှစ်မှာလဲအစောက်ထိုက်သူလိုလက်ခံတဲ့သူတွေစီကိုပဲအနှင်းထားခဲ့တယ်လို့ရေးထားပါတယ်။ တနည်းအားဖြင့်နောင်တရတဲ့သူတွေစီကိုပဲအရာအလုံးကိုအနှံခဲ့တယ်ဆိုတဲ့နှုတ်ကပတ်ကိုတတတော်နှိဩဝါဒစာ ပထမဆောင်အခန်းကြီး2မှာအတည်ပြုကြည့်ကြပါစို့တတတော်နှိဩဝါဒစာပထမဆောင်အခန်းကြီး2အခန်းငယ်3ကိုကြည့်ကြရအောင်အခန်းကြီး2အခန်းငယ်3ဖြစ်ပါတယ်ငါတို့ဒီမှာယွင်းခြင်းညဉ်းညူးခြင်းလှည့်ဖြားခြင်းအဖြစ်တင်းတို့ကိုတိုက်တွန်းတွေးဆောင်ကြသည်မဟုတ် ဧဝံဂေလိတရားကိုစောင့်ထိုက်တော်သူဟုငါတို့ကိုဖျားသခင်လက်ခံတော်မူသည်နှင့်အညီလူကိုနှစ်သက်စေတကယ်သူမဟုတ်ငါတို့စိတ်နှလုံးကိုစစ်ကြောစုံစမ်းတော်မူသောဖျားသခင်ကိုနှစ်သက်စေတကယ်သူဟောပြောကြ၏ဘလိုနည်းနဲ့ကျွန်တော်တို့စီယုံကြည်အံ့နံခဲ့တာပါလဲဧဝံဂေလိကိုစောင့်ထိုက်တဲ့သူလို့ဖျားသခင်လက်ခံတော်မူတဲ့သူတွေကိုပဲအံ့နံခဲ့တယ်လို့ပြောထားပါတယ် ်ကျွန်တော်တို့ဟာဒီအလုပ်အတွက်အသင့်တော်ဆုံးသားသမီးတွေဖြစ်ရွေးချယ်ခံခဲ့ကြရပါတယ်ဒီအကြောင်းကြောင့်ကျွန်တော်တို့ဟာဘာကိုယုံကြည်အပ်နှံခံခဲ့ရပါတလဲဧဝံဂေလိတရားကိုယုံကြည်အပ်နှံခြင်းခံခဲ့ကြရပါတယ်မိဘတွေဟာသားသမီးတွေတဲကလုံးလဝီရိယအရှိဆုံးနဲ့သူတို့ရဲ့စကားနဲ့တုံ့တင်မှုတွေကိုအကောင်းဆုံးလိုက်နာနိုင်တဲ့သူတွေစီတာဝန်ကိုအနှင်းကြတယ်မဟုတ်ပါလား그런자녀들에게 ဒီနေရာမှာလည်းဖရာသခင်ဟာကျွန်တော်တို့ကိုဖြောက်မှတ်တယ်လို့အမှတ်ယူပြီးဧဝံဂေလိဟောပြောတဲ့တာဝန်ကိုအနင်းတော်မူခဲ့တယ်လို့ပြောထားပါတယ်။ဒါဟာကောင်းကင်တမန်တွေတောင်ဘလောက်ပဲလှုပ်ချင်ပါစေလုံနိုင်တဲ့အရာမဟုတ်ပါဘူး။ဖရာသခင်ကနေအပြစ်သားတဦးကိုဖြောက်မှတ်တယ်လို့အမှတ်ယူရဲဆိုတာဟာအဲ့ဒီအပြစ်သားရဲ့နောင်တရခြင်းကိုအလပါဆုံးလက်ခံတော်မူပြီးသူ့ရဲ့အပြုအမူနဲ့အကျင့်တွေအားလုံးကိုကျေးဇူးတော်ရှိစွာတီးခံတော်မူတယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။ 용납하셨다는의미가되겠습니다.피야드킹가니표맷데로맷유래아피타리시당소래아야하에완겔리호표진ဖြစ်ပါတယ်.부탁이라고하셨고တခြားအဖြစ်သားတွေကိုနောင်တရခြင်းစီခေါ်ဆောင်နိုင်တာဟာစစ်မှန်တဲ့နောင်တရခြင်းဆိုတဲ့အသက်ရှင်တဲ့တည်ဖြစ်တယ်လို့ပြောနိုင်ပါတယ်.산증거라고말할수가있겠습니다. ဒါကြောင့်ပရိညင်တရားတိဧဝံဂေလိကိုဟောပြောခြင်းဟာကျွန်တော်တို့စီဖျားသခင်အနင်းထားတဲ့တာဝန်မဟုတ်ပါလားကောရိန္သုဩဝါဒစာဒုတိယဆောင် အခန်းကြီး3ကိုကြည့်ကြရအောင်ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး3ဖြစ်ပါတယ်အခန်းကြီး3အခန်းငယ်6ကိုကြည့်ကြရအောင်ပရိညင်တရားတိဤဆရာဖြစ်နိုင်သောအစွမ်းတတ္တိကိုဖျားသခင်သည်ငါတို့အားပေးတော်မူ၏ ထို့သောဆိုသောကျမ်းဟောင်းတရားကိုမဆိုလိုဝိညာဉ်တော်တရားကိုဆိုလို၏ကျမ်းဟောင်းတရားသည်အတက်ကိုတတ်တတ်၏ဝိညာဉ်တော်တရားမူကားရှင်စေတတ်၏ဖျားသခင်ဟာကျွန်တော်တို့ကိုအမှန်တကယ်နောင်တရစေခြင်းပြီးနောင်တရတဲ့သူတွေ ဖြစ်လာဖို့အတွက်အကောင်းဆုံးနိလန်းဟာပြိညာဉ်တရားတည်းရဲ့အမှုထမ်းတွေဖြစ်လာခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ပြိညာဉ်တရားတည်းဤဆရာဖြစ်နိုင်သောအစွမ်းတတ္တိကိုပြီးတော်မူ၏လို့ပြောထားပါတယ် 알려주고있습니다.디모데오와라사두디야상칸지4고푼지자야오.디모데오와라사두디야상칸지4아칸게2고지인.구로타이보통위나이겐노텐샤도가라아택신도두테도두로고시죠시인노무도타킨예수크리스시마라강비야타킨시마라강나디띵고뜻사베디가ကျွန်တော်တို့봐လို့ရမှာပါလေ။ နိုင်ငံတော်ထင်ရှားတဲ့ကာလမှာနှုတ်ကပတ်တော်ကိုဟောပြောမှုတစ္ဆာပေးခဲ့ပါတယ်။ငါဒီတင့်ကိုတစ္ဆာပေးသည်ကနှုတ်ကပတ်တရားတော်ကိုဟောပြောလော့အချိန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေစူးစမ်းအားထုတ်လော့ဘလို့လောက်ရမှာပါလဲ။ကျွန်တော်တို့ဟာအရာအားလုံးမှာစူးစမ်းတာဟာလေကောင်းပေမဲ့အထူးသဖြင့်ဖရာသခင်ရဲ့နှုတ်ကပတ်တော်ကိုဟောပြောတဲ့အလုံမှာဘယ်တော့မှမပြင်းရင်တင်ပဲလုံးလုံးဝီးဝီးရရှိတင်ပါတယ်။ အချိန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဆိုတာကိုကျွန်တော်တို့စကားနဲ့ရိုးရိုးရှင်းရှင်းပြောရရင်အချိန်ကာလမခွဲခြားပဲဖြစ်ပါတယ်။ဟောပြောဖို့အခွင့်အရေးရှိတဲ့အခါမျိုးမှာပဲဟောပြောတာမဟုတ်ပဲအချိန်ကာလမခွဲခြားပဲနှုတ်ကပတ်တော်ကိုဟောပြောလော့အဖြစ်ကိုဖော်ပြလော့ဆုံးမခြင်းကိုပြုလော့အလွန်ရှိသောစိတ်နှင့်ဩဝါဒမျိုးကိုပေး၍တိုက်တွန်းတွေးဆောင်လော့အခန်းငယ်၃အကြောင်းမူကားနောင်ကာလ၌လူတို့သည်စင်ကြယ်သောဝါဒကိုနားမခံနိုင်ပဲရတတ်သောနားရှိလျင် မိမိတက်မှတ်ခြင်းအတိုင်းများပြားသောဆရာတို့နောက်သူလိုက်ကြလိမ့်မည်။တမာတရားကိုနားမထောင်ဘဲဒဏ္ဍာရီစကားကိုနားထောင်၍လွဲသွားကြလိမ့်မည်။တေမူကားအရာရာ၌တမာတတိရှိစေလော့။ဆင်းရဲဒုက္ခကိုတီးခံလော့။နောက်ထပ်ဘာလို့တင့်ပါတလဲ။သာသနာပြုဆရာဆောင်ရွက်ရသောအမှုကိုဆောင်ရွက်လော့။ဓမ္မဆရာအရာ၌ခန့်ထား၍ပြုရသောဝတ်များကိုအကုန်စင်ပြုလော့။ဖျားသခင်ဟာကျွန်တော်တို့ကောင်းကင်လူမျိုးတွေစီအမုံမျက်ဆုံးကောင်းချီးကိုပေးခြင်းပါတယ် တောင်းနဲ့ချီတဲ့ကောင်းကြီးတွေရှိပေမဲ့ဖရာသခင်ဟာကျွန်တော်တို့သားသမီးအားလုံးကိုအရာရှိစေခြင်းဆုံးကောင်းကြီးဟာဒီကောင်းကြီးဖြစ်ပါတယ်။တာတနာပြုเสียရာဆောင်ရွက်ရတော့အမှုကိုဆောင်ရွက်လော့။ဓမ္မဆရာယာနိုင်ခံထား၍ပြုရတော်ဝင်များကိုအကုန်စင်ပြုလို့လို့မိတ်တော်မူခဲ့ပါတယ်။ဒီလိုလုပ်တဲ့အခါအခန်းငယ်6ကိုကြည်ရင်အเจ้าမူကားငါ့ကိုယ့်ရဲ့ပေါ်မှာလောင်းရတော့အချိန်ရှိပြီ၊ဆုတေးရတော့အချိန်ရောက်လေပြီ။ ကောင်းစွာသောတိုက်လန့်ခြင်းကိုငါပြုပြီးပြေးရသောလမ်းကိုအဆုံးတိုင်အောင်ပြေးပြီးယုံကြည်ခြင်းတရားကိုဆောက်ရှောက်ပြီးယခုမှစ၍ဘာကိုတူထားလျက်ရှိပါသလဲဓမ္မတရဘူသည်ငါအဖို့တူထားလျက်ရှိ၏ကျွန်တော်တို့ဟာလောကလူတွေအားလုံးစီဖရာရဲ့တန်ရှင်းတဲ့အလိုတော်ကိုဟောပြောတဲ့အကြီးမြတ်ဆုံးအလုပ်ကိုပဲအာယုံစိုက်ပြီးကျွန်တော်တို့ရှိမှရှိတဲ့ပန်းတိုင်ကိုဝီရိယရှိရှိလှုပ်ဆောင်ခဲ့တဲ့အတွက်အကြီးမြတ်ဆုံးတရားကိုဆောင်ရလိမ့်မယ်မဟုတ်ပါလား ဖျားသခင်ဟာတခြားဖြစ်တည်မှုများစွာဖြင့်ကျွန်တော်တို့ကိုပြန်လည်မွေးဖွားပေးနိုင်ပါတယ်။ကုမ္ပဏီတစ်ခုရဲ့ CEO ကော်ပိုရေးရှင်းတစ်ခုရဲ့ဥက္ကဋ္ဌနိုင်ငံတကာနိုင်ငံရဲ့သမရဒါမှမဟုတ်မြန်မာရဲ့အစိုးရရာထူးနေရာမှာအာဏာရှိတဲ့လူတို့အဖြစ်တောင်းကျွန်တော်တို့ကိုဖြစ်စေနိုင်ပါတယ်။ အဲ့ဒီအစားဖရာသခင်ဟာကျွန်တော်တို့ကိုပရိညင်တရားတည့်ရဲ့အမှုတမ်းဖြစ်နိုင်တဲ့အစွမ်းတတိကိုပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ဆက်လက်ပြီးတီတူအိုဝါဒစာအခန်းကြီးတကူလည်းဖွင့်ကြည့်ကြရအောင်။တီတူအိုဝါဒစာအခန်းကြီးအခန်းငယ်နှစ်ကိုကြည့်ရင်။မူသားနှင့်ကင်းစင်တော်မူသောဖရာသခင်သည်ရှေးကကာလမရောက်မီဂတိထားတော်မူ၍ငါတို့ကိုကယ်တင်သောအရှင်ဖရာသခင်၏ပြည့်ညတ်တော်အတိုင်းပါအဖြစ်ထင်ရှားစေတော်မူပါသည်လေ။ နာနအထာသောတရားဟောခြင်းအခွင့်အဖြစ်တော်ရသောအချိန်၌နှုတ်ကပတ်တရားတော်ကိုထင်ရှားစေတော်မူသောအရာနှင့်ဆက်ဆိုင်သောထာဝရတက်ကိုမျှော်လင့်သည်ဖြစ်၍ဖျားသခင်ဟာဘသူကိုမဆိုအနံ့ထားခဲ့တာမဟုတ်ပါဘူးပြိညာတရားတစ်အမှန်တရားအဖေဖျားသခင်နဲ့အမေဖျားသခင်ကိုလောကလူအလုံးစီဘသူကဟောပြောနိုင်ပါတလဲဖျားသခင်ကလက်ခံတော်မူတဲ့လူတွေဒီနေရာမှာရှိနေတဲ့ကျွန်တော်တို့စီအုံမိသားစုတွေဖြစ်ပါတယ် ဖျားသခင်အလိုရှိတော်မူတဲ့အရာဟာအဖြစ်သားတွေအပြည့်အဝနောင်တရပြီးကောင်းကင်နိုင်ငံတော်ရဲ့တော်ဝင်ရေပရောဟိတ်ဖြစ်ဖျားသခင်ရဲ့အလိုတော်ကိုအပြည့်အဝလက်ခံပြီးစုံလင်ခြင်းကိုရောက်ရှိအောင်ကြိုးစားဖို့ဖြစ်ပါတယ်။ဒီနေ့အစူးမပွဲရဲ့ဝိညာဉ်တော်ကိုကျွန်တော်တို့ရဲ့စိတ်နှလုံးမှာတဖန်နက်နက်နဲနဲထူထွင်းပြီးဖရာသခင်ကိုအပျော်ရွှင်ဆုံးဖြစ်စေနိုင်တဲ့ကောင်းကင်သားသမီးတွေအားလုံးဖြစ်ကြဖို့တောင်းဆိုပါရစေ။ ပြီးတော့ကျွန်တော်တို့ရဲ့အတိတ်ကအဖြစ်တွေကိုပြန်သုံးသပ်ပြီးနောက်လိုက်ရပြီးတော့အဖေနဲ့အမေအလိုရှိတဲ့အရာကဘာလဲလို့ကိုကိုကိုမေးကြည့်တင်ပါတယ်။ဖခင်ကကျွန်တော်တို့ကိုပျော်ရွှင်စေဖို့အတွက်ကိုရောရဲ့အသားသွေး၊ယာဒူး၊ဖုံးတော်နဲ့ဂုံတရီတွေအားလုံးကိုမနှမြောခဲ့ပဲဒီမြေကြီးထိကျွန်တော်တို့ကိုရှာဖွေဖို့ကြွလာခဲ့ပါတယ်။ဒီရနိုရှင်ကောင်တဲ့ဤတန်ကာစီဝရီတို့ ဒီပြင်ဒီနေ့အစုမပွဲနေ့မှာကျွန်တော်တို့ကိုစားလက်ဝါးကတ်တိုင်ပေါ်မှာအသေးခံတော်မူခဲ့ပါတယ်။ဒါကြောင့်ခရစ်တော်ရဲ့လက်ဝါးကတ်တိုင်ပေါ်မှာအသေးခံတော်မူခြင်းကိုဘယ်တော့မှကျွန်တော်တို့ရဲ့စိတ်နှလုံးထဲကနေမဖြစ်ဘဲအဆုံးထိခရစ်တော်ရဲ့အသက်တာကိုလှပစွာကျေးဇူးတော်ရှိရှိလိုက်ရှောက်နိုင်တဲ့ကောင်းကင်သားသမီးအလုံးဖြစ်ပြီးအဖေနဲ့အမေစီပျော်ရွှင်မှုနဲ့ဖုံးတော်ကိုပေးနိုင်တဲ့နှစ်တစ်နှစ်ဖြစ်ဖို့မျှော်လင့်ပါတယ်။ 이한해가되길바라겠습니다.တကောင်ကနေစပြီးဒီနေ့နေ့လယ်3နာရီအထိအခုအစာရှောင်နေကြပါတယ်။ဒီချိန်တိုအတွင်းမှာအစာရှောင်တာတော့ဘလောက်ခက်ခဲပြီးနာကျင်ရပါသလဲ။ဒါပေမဲ့ခရစ်တော်ဒုတိယအကြိမ်ကြွလာတော်မူပြီး38နှစ်ကြာရှောက်လန်းခဲ့တဲ့ဧဝံဂေလိသက်တာဟာစကလုံးနဲ့ဖော်ပြလို့မရနိုင်တဲ့အရာဖြစ်ပါတယ်။ဒီလိုပေးဆက်မှုအသက်တာထဲမှာဒီနေ့ရဲ့ကျွန်တော်တို့အသင်းတော် ကျွန်တော်တို့ရဲ့ဖြစ်တည်မှုနဲ့ကျွန်တော်တို့ရဲ့အနာဂတ်တည်ရှိတာကိုနက်နက်နဲနဲစဉ်းစားပြီးစိတ်ရင်းမှန်နဲ့လှပတဲ့နောက်တကူရပြီးတော့အဖေနဲ့အမေစီဝမ်းမြောက်မှုကိုပေးဆောင်နိုင်တဲ့တင်တို့အားလုံးဖြစ်ဖို့တောင်းဆိုရင်းနေ့လယ်ပိုင်းနှုတ်ကပတ်တော်ကိုအဆုံးသတ်လိုက်ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်